တနင်္သာရီတိုင်းရေပြူမြို့နယ်ထဲမှာစစ်ကောင်စီတပ်ရဲ့နေစဉ်ရက်ဆက်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံ3000ကျော်ဟာနေရဲစွန့်ခွာထွက်ပြေးတန်းရှောင်နေရတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေသိရပါဗျ။မေလနောက်ဆုံးပတ်ကစလို့ရေပြူအခြေဆိုင်စစ်ကောင်စီတပ်ရင်းတွေကမင်းသားကျေးရွာအုပ်စုထဲကိုနေစဉ်နဲ့အမျှလက်နက်ကြီးပစ်ခတ်နေတဲ့အတွက်ဒေသခံပြည်သူတွေဟာစိုးရိမ်ကြောက်လန့်မှုကြောင့်တန်းရှောင်နေကြရတာဖြစ်ပါတယ်။လက်နက်ကြီးပစ်ခတ်မှုကြောင့်ဆင်ဆွဲမင်းသားစိန်ပုံဖျားသုံးစု နတ်ကြီးစင်ရေငန်ကြီးကြောက်တလုံးကြီးရွာအပါဝင်ကြီးရွာပေါင်း၈ရွာကဒေသခံပြည်သူ3000ကျော်ဟာဆစ်ရှောင်နေကြရပါတယ်။လက်ရှိမှာတော့ဆစ်ရှောင်ပြည်သူတွေလိုအပ်နေတဲ့စားနပ်ရိက္ခာနဲ့စေဝါတွေကိုကုညီထောက်ပံ့ပေးနေပေမဲ့ဆစ်ရှောင်အရေးအတွက်တွေထပ်တိုးလာတာကြောင့်မလုံလောက်မှုနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။ဒါပြင် မကြာမီမိုးရင်းကာလရောက်လာတော့မှဖြစ်လို့လိုအပ်နေတဲ့ရိက္ခာနဲ့စေဝါအမိုးကာတွေမရပါကြ စေဘေးရှောင်တွေအတွက်ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ်လို့ဆိုထားပါတယ်။ဒေတာရင်းသူတေသနာအဖွဲ့ဖြစ်တဲ့ F5 တနင်္သာရီရဲ့အစီရင်ခံစာရာတနင်္သာရီတန်းကနှစ်ဖက်တိုက်ပွဲတွေကြောင့်နေရဲစုံကထွက်ပြေးတိမ်းရှောင်ခဲ့ရသူ9500ကျော်အထိရှိလာခဲ့တာပါ။တနင်္သာရီတိုင်းအတွင်းရှိစစ်ရှောင်ပြည်သူတချို့ဟာငှက်ဖျားဝမ်းယောဂါအရေးပြားယောဂါနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေအဖြစ်များနေပြီးဈေးဝမလုံလောက်မှုနဲ့ကြုံတွေ့နေရတယ်လို့ F5 တနင်္သာရီကထုတ်ပြန်ထားပါတယ်။